အားလုံးပဲမင်္ဂလာပါရှင်။ Sutero page ကနေပြမပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာကတော့ single လေးတွေအချစ်တစ်တွေ့မလားဘယ်တော့တွေ့ရမလဲဆိုတဲ့ဟာကိုခက်ခက January reading ပြုလုပ်ပေးသားမှာဖြစ်ပါတယ်။ Sutero page ကိုလည်း like and subscribe ပြုလုပ်ပေးထားပါပါနော်။ဒီ YouTube channel ကောဒီ Facebook မှာပေါ့နော်။နောက်ပြီးတော့ဒီ Telegram မှာလည်းအခု channel ဖွင့်လာပြီပေါ့နော်။အခါကျတော့ personal reading လေးတွေလည်းမေးလို့ရပါတယ်။ မိခွန်လေးခုကိုအမေကွန်တစ်ခု2500ဟာမေကွန်5ခုကိုတော့1000ကိုသတ်မှတ်ထားပါတယ်။နောက်ပြီးတော့ဒီ single package ပေါ့နော် single package တို့ love energy check ပေါ့။အဲ့ဒီဟာလေးတွေလည်းအ package လေးတွေလည်းရှိပါတယ်ပေါ့နော်။အဲ့တော့ခတိုင်းတို့ပဲ ticket card retail လေးပြုလုပ်ပေးသွားပါမယ်။ဒါတည်းကတော့ fine 1, fine 2, fine 3ပေါ့နော်။ fine လေးတွေကို ကိုယ်စိတ်ထဲမှာမှတ်ထားပြမှာအရွေးချယ်ခြင်းဆုံး part ကိုရွှေ့ပြတာပါတကယ်လို့ကိုကအချိန်မလောက်ဘူးဆိုရင်လည်းဗီဒီယိုကိုခဏ pause နေထားပြီးတော့မှရွေးချယ်လို့ရပါတယ်တကယ်လို့ pine တခုနဲ့ကိုက energy မကိုက်ဘူးဆိုရင်တော့ pine နေကိုရွေးလို့ရပါတယ်တမှုလုံးရွေးလို့မှမရအောင်ဆိုရင်တော့ဒါကိုက energy မကိုက်လို့ပေါ့နော်နောက်ပြီးတော့ဒီဗီဒီယိုကိုကြည့်တဲ့သူကထောင်ကနန်းအများကြီးရှိရပေါ့နော်ထောင်ကနန်းတောင်ကနန်းပေါ့နော်အဲ့တော့ ဖိုင်းသုံးမှုတည်းနဲ့ဒီလူတိုင်းနဲ့ energy ကပို့ဆိုတာကတော့ဘယ်လိုမှတော့ဟိုကွတိအကြပေါ်တော့လေတရားရခိုင်နှုန်းတော့အမမခံပါဘူးဒါမဲ့ဟိုကိုနဲ့ပေါ့နော်အဲ့လိုတော်တော်များများ energy ကိုက်တယ်ဆိုရင်နော် personal reading လေးမေးလို့ရပါတယ်ဒါဆိုရင်တော့ဒါ energy ကိုနဲ့လုံးဝထပ်ပြကြဖို့များတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ pick up by reading ပေါ့နော် single left reading ကိုဖတ်တဲ့အခါမျိုးမှာ ကိုက official ပေါ့နော် official ဆိုတော့ကိုမှတွဲနေတယ်လို့လက်ရှိ RS မရှိဘူးဆိုရင်ကြည့်လို့ရပါတယ် situation ရှိရင်လည်းကြည့်လို့ရတယ်နောက်ပြီးတော့ဒီ low single pure single ဆိုရင်လည်းကြည့်လို့ရတယ် crash ရဲ့ single ဆိုရင်လည်းကြည့်လို့ရတယ်ပြီးတော့ကိုက x ကို move on ပြရမှလေအချက်တက်ကိုစောင့်ဆိုင်းနေတဲ့မြို့သူမျိုးဆိုကြည့်လို့ရပါတယ်အဓိကတော့ကိုမှ inner part တို့မဟုတ်လက်ရှိတွဲနေတယ်လို့ပေါ့နော်အဲ့လိုမျိုးရှိရင်တော့မကြည့်ပါနဲ့ဒါသည်ဟို pick up by January reading ဖြစ်တဲ့အတွက်ကြောင့်ပေါ့လို့ဘောပါပဲသဘောထားပြီးမှကြည်ပါပါเนาะအရင်ကြီးတော့လည်း serious ဖြစ်ဖို့တော့မပြောချင်ပါဘူးဘာလို့လဲဆိုတော့လေဟိုတချို့ကြတော့ကွာဒီကဟိုတရကြည့်ရတာဝါသနာပါတယ်ပေါ့เนาะအခါကျတော့အကုန်လုံးလိုက်ကြည့်လိုက်ကြည့်ပြီးမှအဲ့လိုပေါ့ကိုနဲ့သက်ဆိုင်သူရှိရယ်ပေါ့နော်ဟိုပြောချင်တာကကိုနဲ့ relationship ရှိရယ်သူဆိုရင်ကြတော့ဒီဟိုတရတာအဆင်မပြေရည်လေအားမျိုးတွေကိုကြုံတွေ့ရတယ် စူးကြမလို့ဘသူ့အောင်မှာအနောက်ရှက်ဖြစ်လာပြီးဖြစ်စေချင်ပါဘူးအဲ့တော့ဖိုင်နဲ့ရွေးပြီးတော့ပြင်နေမှာပါအဲ့တော့ဖိုင်ဝမ်လေးကိုအရင်ဆုံးသွားကြမယ်နော်အဲ့တော့ဖိုင်ဝမ်နိုပေါ့နော်ဖိုင်ဝမ်နိုအခုဘာလို့လုပ်နေကြလဲတဲ့ဖိုင်ဝမ်နိုရဲ့လက်ရှိအခြေအနေအဲ့ဒါပေါ့ ုချိန်မှာတဲ့မျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေကြည့်လို့ရအောင်နော်ကျွာအဲ့ဒါစတာလို့လေနိကက်ပုံမျိုးဆိုရင် copyright နေတော့နော်အဲ community standard နဲ့မကပ်လို့ဟောပြောရမှာပဲအဲ့ခါကြတော့ဖိုင်ဝမ်တို့ကလေအခုဘာတွေလုပ်နေကြလဲဆိုတော့လေ ဖိုင်ဝိုင်းလုံးသွားတယ်အခုချိန်မှာကတပ်ပါနေเนาะတပ်ပါနေလဲဆိုတာကဘယ်လိုမျိုးလဲဆိုတဲ့ခါကျတော့ကိုကလေကိုရတဲ့ကိုယ့်ရဲ့ပုံစံချင်မှာကိုကိုဘယ်လိုမျိုးမြင်နေကြလဲဗောနောကိုကိုတိုင်းကလည်းဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့ခါကျတော့တဲ့ဖိုင်ဝိုင်းလုံးကပြတ်တက်ဆိုတဲ့ညံရီတော့လက်ထမြတ်တယ်နောက်ပြီးတော့ဟိုဘယ်လိုမလဲသူ့ကိုမြင်ရင်အဲလူကအများကြီး confident ရှိရဲ့ပေါ့အဲသူ့ကိုမြင်ရင်အဲ့လို လုံးဝပေါ့နော်ဟို smart ဖြစ်တယ်ပေါ့နော်ဟိုပြောရင်တော့ဆယ်မိုင်း style ပေါ့ဆယ်မိုင်း style ဆိုတော့ဘယ်လိုမကောင်းတဲ့ဆယ်မိုင်းရောမဟုတ်ဘူးနော်ဟိုကြည့်လိုက်ကွာလုံးဝအဲ့လို smart ကြပြောမှာလေကိုကိုကိုယုံကြည်မှုအပြည့်နဲ့ကိုပြောတဲ့စကားတွေကလည်းတစ်ဖက်သားကိုပညာသားပါပါနဲ့စီယုံသိမ့်သွင်းနိုင်တယ်ဆိုတော့အနေထားမျိုးပေါ့နော်ပြောရရင်တော့ကိုက smart ကြပြောမှာလေ smart ကြထားပါနေပေါ့အဲ့လိုမျိုးပဲပြောရမှာပေါ့နော်နောက်တစ်ခုကတော့တဲ့ကိုကိုတဲ့အချိန်မှာတော့လေ အခြေအနေပတ်သက်ရင်နော်တဲ့ကိုကိုအဲ့လိုသဘောကျနေတဲ့လူရှိရပါတော့သဘောကျနေတဲ့လူတော့ရှိရဲ့အမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေကြည့်လို့ရတယ်နော်ဟိုတကြအမျိုးသားတွေကအဲ့အမျိုးသားတွေကဟဲ့ကျွန်တော်တို့ကြဘယ်လိုလုပ်မလဲပေါ့အဲ့အဲ့လိုမျိုးမဟုတ်ပါဘူးတကယ်လို့ကိုကအမျိုးသားဆိုရင်လည်းလုပ်ငန်းခွင်မှာပေါ့နော်အများအမြင်မှာကိုကအဲ့လိုစမတ်ကြပြီးမှလေစမတ်ကြဟန်ဆန်းဖြစ်တယ်အဲ့လိုမျိုးအမျိုးသားမျိုးဖြစ်နေရမျိုးတွေ့ရတယ်နောက်ပြီးတော့တဲ့ ကိုကလေစမ်းပွင့်နေတယ်နော်ဒီလားစမ်းပွင့်နေတယ်ဖွင့်နေပြီးမှာတဲ့ဘာတွေဖြစ်နေလဲဆိုတဲ့အခါကျတော့လေကိုပေါ့ဝင်ချင်မှာကိုကို logically ပေါ့နော်အဲပြောချင်တာကနှလုံးသားရေးရဟိုလိုအချစ်ကိုဦးစားပေး emotion တွေကိုဦးစားပေးပြီးမှကိုသဘောကျနေရမျိုးတော့မဟုတ်ဘူးအဲဒါမဲ့ဒီကောင်လေးဒီကောင်မလေးကအဲ ငါအဲ့အတွက်တော့အဆင်ပြေလောက်တယ်ငါဒီကမာလေးဒီကောင်လေးကိုသဘောကျတယ်ပေါ့နော်ဟိုဒီအောင်ကြည့်ရခါမျိုးမှလေးအသက်ခန့်ငယ်ငယ်ရောတိတ်တော့မတွေ့ရအောင်ပေါ့နော်အသက်ခန့်ငယ်အနေထားမျိုးတော့မတွေ့ရဘူးကုကိုတဲ့အဲ့လိုစိတ်ဝင်စားစားပြုတ်နေတယ်ပေါ့နော်ဟိုတစ်ဖက်လူကရောကိုကရောငယ်ရွယ်လူပြုတ်နေတယ်အဲ့လိုဆက်ခွန်ဆက်ချက်အရွယ်လေးတွေတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကိုကအဲ့လို logically ပေါ့နော်အာဒီဒီမျိုးသမီးဒီအမျိုးသားကတော့စမချလာပါတယ်ပေါ့အဲသူကပေါ့ ရှိစားတွေဘာတွေရောရှိလားမသိဘူးပေါ့ပတ်သက်နေသူတွေဘာတွေများရှိလားမသိဘူးပေါ့အဲအဲ့လိုမျိုးတွေးပြမှလေဟိုကို့ကွာလို့အတိတ်စစဉ်းစားနေရဲ့အဲအတိတ်စစဉ်းစားဖို့ကြီးရွယ်နေတယ်ပေါ့နော်အမျိုးသားအမျိုးသမီးတူတော့ရှိပါတယ်တဲ့ဒါပေမဲ့လေကိုကကြတော့လေဘလို့ဖြစ်နေလဲဆိုတဲ့ခါကြတော့တဲ့ကိုကအချစ်ရေးကိုမယုံကြည်ဘူးဖြစ်နေရနော်အချစ်ရေးမယုံကြည်ဘူးအချစ်ကငါနဲ့မသက်ဆိုင်ဘူးအဲအချစ်က ဟိုသူများကြီးအတွက်တော့အချစ်ဆက်စွာရှိရင်ရှိမှငါအတွက်ကတော့မရှိဘူးကွာဟိုပြောရရင်ကွာဟိုကိုတယောက်တည်းနဲ့နေနေလေကိုကအချစ်ကိုလည်းမယုံကြည်သလိုဟိုကိုနဲ့အချစ်စနဲ့လည်းမတွေ့ဘူးလို့ပဲကိုကစိတ်ထဲမှာတွေးနေရမျိုးရှိရဲ့နောက်ပြီးတော့လေကိုကလေရတာမလို့လိုတာမရဖြစ်နေပေါ့နော်ပြည်ချနာကခုချိန်မှာကိုကိုကိုကဆန်းပွင့်နေနော်ကိုကဆန်းပွင့်နေတော့ညာလေကိုလာကြိုက်တဲ့လူတွေကိုကပြင်ပြမမကြိုက်တာမျိုးတွေဖြစ်နေရနော်ဒါတော့ဖိုင်ဝမ်တို့ရဲ့ မရှိ energy ဖြစ်ပါတယ်အခါကြတော့တဲ့အချက်သက်တွေ့တော့မှလားပေါ့နော်ချက်သက်တွေ့တော့မှလားချက်သက်တွေ့တော့မှလား ဲမို့လို့စတစ်ကာပဲကတ်လိုက်ပါအချစ်တွေမှာလာဆိုတွေ့မှာနော်တွေ့မှာကိုနဲ့သူနဲ့ကားတဲ့ကိုနဲ့သူနဲ့ကားတဲ့အချစ်တကတွေ့မှာလာဆိုတွေ့ရမှာအာတော်လေးရဲ့နှီးဆက်နေပြီပေါ့နော်တော်လေးရဲ့နှီးဆက်နေပြီကိုတက်ကောင်းတဲ့လူဖြစ်လိမ့်မယ်သူနဲ့ကိုရတဲ့လူမျိုးပါတာနေရဒေတာအသားအရာပုံစံချင်း क्वे ပြနေရမှာဖြစ်တဲ့တယ်ဘယ်လိုမလဲဆိုတော့အသက်ကွာတာအာတယောက်ကကြီးတယောက်ကငယ်ပေါ့နော် age gap များတဲ့လူ အသက်ကွာချမှုများတာဒါမှမဟုတ်ရင်အသားအရောင်ပေါ့နော်အသားအရောင်ကိုကိုကအသားဖြစ်ရဆိုတစ်ဖက်လိုကညိုနေတာမျိုးနောက်တစ်ခုကကြတော့လူမျိုးပါတာမတူတာပေါ့နော်အဲ့လိုမျိုးတွေ့ရမယ်အာမျိုးဖြစ်တတ်တယ်ကိုတက်ကောင်းတဲ့လူပါနောက်ပြီးရောတဲ့ကိုကိုလေဟိုဘယ်လိုပြောမလဲကိုပါတာချစ်နေပါချစ်နေဆိုတာလေဟိုဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ဟိုကိုရဲ့ဒီရုပ်ရည်အသွင်ပြောင်းလဲချစ်တယ်အဲပြောချင်တာက ဟိုရုပ်ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာကောနောက်ပြီးတော့ဒီကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာကောအကုန်လုံးမြတ်တတ်သဘောကျနေရမျိုးဖြစ်တတ်ပါတယ်အဲဒီတော့ဖိုင်ဝမ်တို့အချက်တကိုစောင့်မျှော်နေရဆိုရင်တော့မကြိုက်ခင်တွေ့ပါရမယ်တော်တော်လေးလေးနေစားနေပြီးတော့ခန်းစားရပါတယ်အဲ့တော့ pine tool လေးကိုတတ်ကြမယ်နော် pine tool ကဲ pine tool ရဲ့ pine tool ရဲ့အခြေရေး energy န်ထူတော့อ่ะတဲ့အခုချိန်မှာလေဘယ်လိုဖြစ်နေလဲဆိုတဲ့ခါကြတော့တဲ့အဲ့လို single ပေါ့နော်လုံးဝအလိုရှိမရောတဲ့ single တွေပေါ့ single မျိုးဆိုတာထက်ကိုလေကိုကတဲ့လက်တလုံးလေးရမှာကိုကတဲ့ကိုနဲ့စိတ်တပွားလာချင်မတိုက်ဆိုင်တဲ့လူစီကနေပြကိုလက်ထွက်ခဲ့တာဖြစ်လေမနော်ပြောချင်တဲ့အတိပဲဒီအဲ x ကနေပြ move on လာတဲ့လူမျိုးနောက်တစ်ခုကကြတော့ကို crash နေပြမှာလေကိုက crash နဲ့အဆင်မပြေတော့လို့ situation ရှိဆိုရင်လည်းဒီလူနဲ့ကိုနဲ့ကအဆင်မပြေတော့လို့ type မတူတော့လို့ ဟိုကိုကတော့ကြောက်ခိုင်းလိုက်ပါပြီဆိုတဲ့အနေအထားမျိုးဖြစ်နေတာမျိုးတွေ့ရတယ်။ပြီးတော့လေကိုကတဲ့ကိုမကအဲ့လို pure single ရတော့မဟုတ်တာတော့သိချတယ်နော်။မဟုတ်တာတော့သိချတယ်။ကိုမလက်တလောမှာပေါ့နော်ဒီကိုနဲ့လက်ရှိပတ်သက်နေသူအပြင်ကိုတဲ့နောက်ထပ်ကိုကိုလာပြီးတော့မှစကားပြောပြီးတော့မှလေလာပြီး flat တဲ့လူတွေရှိမယ် iskali တွေပြောနေတဲ့လူရှိရဲအဲ့လိုမျိုးတော့ရှိရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လက်ရှိနေတော့ညာလဲကိုက ိတ်မပါဘူးပေါ့နော်ဟိုစိတ်မပါဘူးကိုယ့်ဘက်ကအဲ့လိုအိဆက်နေရမျိုးကြုံတွေ့ရတယ်ပေါ့နော်ပြီးတော့တဲ့ကိုကလေဘာဖြစ်ချင်နေလဲဆိုတဲ့အခါကျတော့တဲ့ကိုကအဲ့လိုအတိတ်ကလူဝယ်ပြန်လာစေချင်နေရနော်ပြောစနေတဲ့ဒီပဲဒီကိုကလက်ထွက်ခဲ့တယ်ပေါ့နော်ကိုကလက်ထွက်တာလားတစ်ဖက်လူကလက်ထွက်တာလားတော့မသိဘူးဒါပေမဲ့တဲ့ကိုကတဲ့အဲ့ဒီကိုလက်ထွက်ခဲ့တဲ့လူစီကိုပဲကိုကပြန်သွားချင်တယ်အဲ့လိုနဲ့ပြန်မြေမှာပေါင်းထုတ်ချင်တယ်ဆိုတဲ့အနေထားမျိုး တွေ့ရတယ်ဒါပေမဲ့တဲ့ကိုကလေပေါင်းထုတ်ချင်တော့ညာလဲပြန်လဲပေါင်းထုတ်ချင်တော့ညာလဲအခုချိန်မှာတော့ကိုကဒီလူနဲ့ပြီးပြီဆိုတဲ့အနေထားမျိုးကိုပေါ့နော်ကိုဘက်ကယူဆထားတာမျိုးတွေ့ရပါတယ်အဲ့ရောတဲ့ဖိုင်ထူတော့ကောအချက်သက်တွေ့မှာလားပေါ့နော်ဖိုင်ထူတော့အချက်သက်တွေ့မှာလား ြည့်တာမဟုတ်လို့လေအားကြောင့်လို့ find true ကတဲ့သက်တွေ့မှာလေဟုတ်ပါပါလေအချက်သက်တွေ့မလားဆိုတဲ့အခါကြရင်တော့လေအချက်သက်ကတော့တွေ့ဖို့ကတော့လေအရင်ကမရှိသေးဘူးเนาะအချက်သက်တွေ့ဖို့ကတော့မရှိသေးဘူးကိုကတဲ့ဟိုဘယ်လိုပြောမလဲကိုကအချက်ကိုပဲဦးစားပေးရမလားကိုကိုကိုပဲပို့ပြီးမှဟို ကိုဘဝဒုတာအမြင်မအောင်လို့ပဲကိုကကိုယ့်ပညာရေးစီးပွားရေးလူမှုရေးအလောက်ကန်ဒါတွေပဲပုံမှာအာယုံဆက်ဖြစ်နေမလားပေါ့နော်အဲ့လိုမျိုးနဲ့ကိုကရည်စားထားရင်ကောင်းမလားအဲကိုတော့ကိုပဲကြိုးစားရင်ကောင်းမလားအဲ့လိုမျိုးနဲ့ပဲကိုကတွေးနေတာမရှိရဲ့ကိုကတဲ့ကိုကအချစ်ကိုတော့မျောလင့်နေတောင်းတတယ်ပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းကိုရဲ့စိတ်ထဲမှာလေကိုကအချစ်သက်ကိုလိုချင်နေရမျိုးတော့မတွေ့ရဘူးအဲစိတ်ကနှစ်ခွဖြစ်နေပေါ့နော်အချစ်သက်ကိုလိုချင်လိုက် အပြင်တစ်ခါနောက်တခါပဲစူးစမ်းတာကောင်းပါတယ်ဆိုပြီးပါတယ်တွေးညမျိုးရှိရဲ့တဲ့အဲ့ခါကျတော့လေအချက်တကားတဲ့တွေ့ဦးမှာလားဆိုရင်တော့မတွေ့သေးဘူးเนาะဒါကတော့ဖိုင်ချူလို့အတွက် reading ပါတယ်စူတာရ channel လေးကိုလည်း like and subscribe ပြုလုပ်ခဲ့ပြီပါเนาะအဲ့တော့အခုတောင်မှာဖိုင်3ပါဖိုင်3လို့ဖိုင်3လို့စီသွားမယ် ွှေးတော့ရေတဲ့ဖိုင်3တော့အားတယ်အခုချိန်မှာလေဘယ်လိုဖြစ်နေလဲဆိုတော့ခါကြတော့ဟုတ်တယ်ကိုဘက်ကလည်းများများပေးဆက်နေရတယ်ပေါ့နော်ပြောချင်တာက crash ဆိုရင်လည်းကိုကဒီပဲသွားပြီးမှသူ့ကိုစကားပြောနေရတယ်အဲ situation ရှိဆိုရင်လည်းဟိုကိုကိုသူက ကိုကိုသူကတိတ်ပြီမှာအေးမဆိုင်ကိုဘက်ကကြီးပဲစတင်ဆက်သွယ်နေရတယ်ပေါ့အဲ့လိုမျိုးကိုပဲဖြစ်နေရမျိုးတွေ့ရတယ်ကိုကလေအဲ့လိုမျိုးဖြစ်နေလို့တဲ့ဒီအနေထားကိုကိုကလေမသိရလားဆိုတော့မဟုတ်ဘူးเนาะကိုကသိရတိတိနေလေကိုဘက်ကစူးစမ်းချင်သေးတယ်ကိုဘက်ကငါဘက်ကမမြကောင်းလိုက်ရင်သူ့ဘက်ကပြောင်းလဲလာမှာပါပေါ့အဲအဲ့လိုမျိုးဖြစ်နေရမျိုးတွေ့ရတယ်အဲ့ရောတဲ့ဒီမှာတော့လေ100% pure single crush မရှိရဲ့ single ကတော့မဖြစ်ပါဘူး crash တမဟုတ်ဟိုပါပေါ့ situation ရှိပါတော့ crash တမဟုတ် situation ရှိကတော့ရှိလို့ရှိလိမ့်မယ်ဒါပေမဲ့တဲ့အဲ့ဒီလူနဲ့ကိုယ်နဲ့ကြားထဲမှာအခြားသောတပ်ပါဆန်တွေဝင်နေတာမဟုတ်လို့ကိုယ့်ဘက်ကစိတ်ဆင်းရဲနေရတာမျိုးဖြစ်လိမ့်မယ်နော်ဟို crash ဆိုရင်လည်း social media မှာဖြစ်စေပေါ့အဲဟိုပတ်ဝန်းကျင်မှာဖြစ်စေပေါ့အဲအတယောက်ကပေါ့ဟိုတခြားကောင်လေးနဲ့တွေ့မိတယ်လို့ပဲတခြားကောင်လေးနဲ့သွားနေတာတွေ့မိတယ်လို့ပဲအဲဒါမှမဟုတ်လဲ social media တွေမှာ အဲ့အပြက်လာ flat နေရမျိုးတွေတွေ့တယ်လို့ပဲပေါ့အဲ left rear တွေပါပြီးနေရပေါ့အဲ့လိုမျိုးတွေကတော့ကိုကလေရေဖန်းတဖန်းတော့တိနေရမျိုးဖြစ်လိမ့်မယ်ကိုကမတိရတော့မဟုတ်ဘူးတဲ့ကိုကလေပြောရင်တော့လက်မလွတ်နိုင်ဘူးเนาะဒီလားလက်မလွတ်နိုင်အဲ့လိုမျိုးပြောတော့လေ x တွေတကပေါ့ဆိုရင်လေ x တွေကိုလဲတဲ့ခုဘက်က x ကိုပြန်ပြန်ပြီးမှတော့သွားခေါ်နေရမျိုးတော့တွေ့ရတယ်เนาะဟိုဒါကတော့အချက်သက်တွေ့မလားဆိုပေမဲ့လေဟို ရွေချက်ကတော့ဒီ ace ကို move on လာတဲ့သူတွေကိုလည်းရင်းနှောနေပေါ့နော်။ဟိုအထက်ကတော့အဲ့20ရဲ့မရှိဘူးဆိုတော့ကြည့်လို့ရတယ်ပေါ့နော်။ဟိုတော်ကြပြောနေတဲ့ topic ထဲမှာလေ extra မပါဘူးဆိုပြီးရမှာမင်းနေတာပါဆိုလို့ပါ။အဲ့ခါကျတော့လေ extra တက်ကိုကပြန်မြမ x နဲ့ပြန်တော့ကိုစူးစမ်းနေရဆိုရင်လည်း x မှာတဲ့ကိုမဟုတ်တော့အခြားတော့ပတ်သက်နေသူမျိုးကိုကိုကရှိမိနေရမျိုးကိုရှိလိမ့်မယ်တဲ့။နောက်ပြီးတော့လေ ကိုကလေဘာဖြစ်ချင်လဲတဲ့ဘာဖြစ်ချင်လဲဆိုတော့ဒီ crash တို့ဒီ situation shit တို့ပေါ့နော် x ကိုလေကိုဘက်ကပြန်လဲရယူပိုင်ဆိုင်ဖို့စ조사နေတာမျိုးပေါ့နော်ကိုဘက်ကပိုင်ဆိုင်ဖို့အတွက်ကိုကကိုဒီသူ့အတွက် reliable ပေါ့နော်သူမိခေါ်အထားလို့ရတယ်လူသူအတိတ်ကြရွေးချယ်တဲ့နဲ့သူသူ့ကိုပိုင်ဆိုင်ဖို့အတွက်ကိုဘက်ကလေ조사ချင်တော့ညာလေတဲ့ကန်တရားမျက်နှာသာမပေးရမျိုးတွေ့ရတယ်เนาะပြောချင်တာကတဲ့သူနဲ့ကိုနဲ့မဖြစ်နိုင်တဲ့အနေအထားတစ်ခုမှရောက်နေတာမျိုးဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ ဟိုဘာသာရေးကြောင့်ဖြစ်စေပေါ့နေရာဒေသကြောင့်ဖြစ်စေပေါ့ဥပမာဖြင့်တက်နေတက်ကအရန်အောင်အနေဝေးနေကြတယ်ပေါ့နော်နောက်တစ်ခုကလည်းဟိုကိုကသူနဲ့တော့တွေ့ပြီတော့ဖို့တနိုင်ငံနဲ့ဆိုလဲတော့တွေ့ဖို့မလွယ်တဲ့နေရာမျိုးမှာရောက်နေရမျိုးဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့အနေထားနဲ့သူနဲ့ဘယ်လိုမှမဖြစ်နိုင်တာမျိုးအဲ့လိုမျိုးဖြစ်နေရမျိုးတွေ့ရတယ်နော်ဟုတ်ရောတဲ့အချစ်သက်တွေပါလားအဲ့ အစ်စ်သက်ဆိုတဲ့ခါမျိုးမှာဒီမှာကတော့ဒီလက်ရှိလူမဟုတ်ခင်းနေပေါ့နော်အစ်စ်အစ်စ်တော်လူပေါ့အစ်စ်အစ်စ်တော်လူကိုတွေ့ပါလားပေါ့နော်အဲ့လိုမျိုးပဲကြည့်ပြလိုက်မယ်ဘာလို့လဲဆိုတဲ့ခါကျတော့လေ high three ရောအခုလက်ရှိမှာရင်းအစဉ်ပြေနေရမျိုးမဟုတ်ဘူးနော်လက်ရှိလူနဲ့ကတော့အစဉ်ပြေနေရမျိုးမဟုတ်ဘူးအဲ့တော့လက်ရှိလူမဟုတ်တဲ့အခြားသောအစ်စ်ကိုတွေ့မလားပေါ့နော်အဲ့လိုမျိုးပဲကြည့်ပြလိုက်ပါမယ် ီဒီယိုကြာနည်းနည်းအတက်ရခက်သွားခက်သွားပြီပေါ့လေဗီဒီယိုကလုံးဝအဲ့လိုဖြတ်ပြန်မှမတင်ခြင်းဘာလို့လဲဆိုတာခက်ကြတယ်လေအမျိုးလုံးတချို့ရကွာရှော့ဖယ်လည်းမလုပ်ဘူးဘာညာအဲအဲ့လိုမျိုးပေါ့ဟိုတခါတည်းဇလန်းရေးထားပြီးသားယူလာပြမဟောပြနေအဲ့လိုမျိုးဖြစ်နေမှာဆိုလို့နော်အဲ့တော့ဒါမဲ့လေအနေကပုံနေပါကြာလေ YouTube မရအောင်မရတဲ့ခါကြတော့လိုအပ်ရင်တော့လေအတက်ခွင့်ပြုပါလို့နော်အဲ့တော့တဲ့ အချစ်သက်တွေမှာလာတဲ့တွေ့မှာနော်တွေ့မှာကိုယ်ကိုလည်းတော်တော်လေးကိုသဘောကျလိမ့်မယ်ဟိုဖိုင်း1လာအေးဟုတ်တယ်ဖိုင်း1နဲ့သွားပြီးတော့မှတူတာမျိုးတွေ့ရတယ် leverage တဲ့ဟာအချစ်သက်ကတော့တွေ့မှာအဲ့ဒီအချစ်သက်တီဘယ်လိုရမလဲ blessing ပေါ့နော်ဒီ universe ပေါ့နော်ဒီပတ်ဝန်းကျင်ကကောကံတရားကကောကိုနဲ့တွေ့ဆုံဖို့အချိန်တန်ပြီဆိုပြောမှာပဲ တွေ့လိုက်အဲတွေ့ခွင့်ပေးလိုက်တာမျိုးဖြစ်နေမယ်ဒါပေမဲ့လေဟိုကိုွားတဲ့ကြီးများနေเนาะဒီလားကိုွားလေးရတာမလို့လို့တာမရအဓိကတော့အစမ energy check အရာဆိုရင်လေကိုွားအစမလူပဲပို့ပြီးမှဆက်လိုက်နေတာမျိုးတော့ဖြစ်တတ်တယ်ဟိုအဓိကပြောချင်တာကတော့လေဟိုအစမလူမျိုးကို move on မြေမှာတွေ့လာမဲ့အနေအထားမျိုးဖြစ်နေမယ်เนาะ move on မြေမှာတွေ့လာတဲ့အနေအထားမျိုးဖြစ်မယ်အဲ့လူွားတဲ့ကိုကို ငွေရေးကြေးရေးစီးပွားရေးပြောချင်တာကဟိုစိတ်ကူးရင်ဆန်တဲ့အချက်တသက်မဟုတ်ဘူးပါဒီလားအချက်ကိုကိုးခွဲတာမျိုးထက်ကိုလေကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးငွေရေးကြေးရေးတည်ငြိမ်တဲ့ life တစ်ခုကိုပေးနိုင်တဲ့အနေအထားမျိုးထိရှိလိမ့်မယ်ဒါပေမဲ့တဲ့ကိုကကြီးမားနေရမျိုးဖြစ်တတ်တယ်เนาะအဲ့တော့ရင်ကြီးမများပါနဲ့နှလုံးသားတကားကိုဖွင့်တာပါမကောင်းတဲ့လူဆိုရင်ကိုက let go ပါเนาะ အဲပေးသွားတဲ့ပေးသွားတဲ့မှာလေဓမ္မသာလေသူများကိုချစ်နေရမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုလည်းချစ်ရကြတယ်ပေါ့နော်အဓိကတော့ဟိုအကုန်လုံးကတော့လေကိုစီချမ်းသာမယ်ထင်လို့လောက်ကြတဲ့အရာတွေကြီးပါပဲဒါပေမဲ့ကိုအတွက် toxic ဖြစ်စေတာမျိုးဆိုရင်လည်းလို့ပေါ့နော်ဟိုအခုတဲရလာမိကြတဲ့လူတွေမှာဘယ်လိုဖြစ်ကြလဲဆိုတဲ့ခါကြတော့လေအဖြေမသိအောင်မဟုတ်သိပြီဒါနော်ဒါပေမဲ့လေဟိုကိုပေါ့တစ္ဆာမဲ့ဆိုရင်တော့မလေးတိခန့်ခွလို့နေဆိုတဲ့လူတွေပါလာလို့နော် အဲ့ဒါအတွက်ကြောင့်မလို့ tarot reader တယောက်အနေနဲ့ကတော့ကိုကိုကိုမငြိမ်းမမနှိပ်စက်ပါနဲ့အများကြီးကိုကောင်းတာပဲအားရတွေ့ပါကိုကိုပေါ်မကောင်းတာအတိတ်နေတာမဆက်လက်ကြပါနဲ့ပေါ့နော်ဒီနေ့ reading ကတော့ဒီလောက်ပါပဲနောက်ထပ်အသစ်အသစ်တွေလည်းတင်ပြတော့မှာမလို့ su tarot channel ကို like subscribe လုပ်ပေးထားပါနော်